အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဘန်ပါကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်လာမဲတပတ်တာအတွက်ကပတ်ရွှေစည်းကိုခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်လာမဲတပတ်တာကိုကပတ်ရွှေကိုမခံမှန်းခင်ကျွန်တော်ကပြီးခဲ့တဲ့တပတ်တာကကပတ်ရွှေစည်းလုတ်ခတ်သွားတာတွေကိုအရင်ဆုံးပြောပေးသွားမှာဖြစ်တယ်ဒါကျွန်တော်အခုကြည့်နေတဲ့ time frame ဟာကျွန်တော်တို့ဒါ weekly time frame ဖြစ်တယ် weekly time frame ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကနေတုံးတုံးရဲ့တုံးရဲ့အကြာချင်းလေးဟာကျွန်တော်တို့တပတ်ကြပါတယ်ဒါကြောင့်တပတ်ကြတာဖြစ်တဲ့အတွက်ကျွန်တော် one week ကျွန်တော် weekly time frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်။တပတ်ကြာလာဖြစ်တယ်။တပတ်တပတ်နေမှာတော့ဒုံပြောင်းလာဖြစ်တယ်ဒီကနေ့ဒုံဒုံရဲ့ဒုံတွေကကြာချင်းနေတာ။တပတ်နေမှာ တုံးပြောင်းมาဖြစ်တယ်ဟုတ်ပြီအရင်ဆုံး time frame ကိုကျွန်တော် weekly time frame နဲ့အရင်သုံးသပ်ပေးသွားมาဖြစ်တယ် time frame ကကျွန်တော်၃ခု၃တက်ပေးသွားมาဖြစ်တယ် weekly time frame ရဲ့ day 1 time frame ရဲ့84 time frame ရဲ့ဆိုပြီးတော့သုံးသပ်ပေးသွားมาဖြစ်တယ်ပထမအဦးဆုံးနေတော့ဒါ weekly time frame ကိုသုံးသပ်ပေးမယ် weekly time frame ဆိုတာဒါတစ်ပတ်နေမှာတုံးပြောင်းခဲ့တယ်ပြီးခဲ့တဲ့တစ်ပတ်ကကန်နေတာဒီလက်ရှိရဲ့ကန်နေအနေထားဖြစ်တယ်ဒါကပြီးခဲ့တဲ့တစ်ပတ်ကကန်နေဖြစ်တယ်ဘီဂရတဲ့ဘက်ကကန်နေရဆိုရင်ကမ္ဘာရွှေဈေးရတာကအာကျွန်တော်တို့အပေါ်ရှယ်ရိုးအောက်ရှယ်ရိုးနဲ့ ထုတ်သွားပြီးဘော်ဒီသေးသေးလေးနဲ့ဈေးပိတ်သွားတာဖြစ်တယ်။အဲဒီအပေါ်ရှယ်ရိုးအောက်ရှယ်ရိုးနဲ့ဈေးကထုတ်သွားပြီးဘော်ဒီသေးသေးနဲ့ပိတ်သွားတဲ့အနေအထားကိုဈေးကကြည့်ရမယ်ဆိုလို့ရှိရင်ဈေးွက်ထဲမှာဝယ်လို့အားသိမ့်မရှိသေးဘူး။ဈေးကဒါကအကြအားသာနိုင်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကိုကြည့်ပြီးပြောလိုက်ဆိုကျွန်တော်ကန်နေတုံးကိုကြည့်လိုက်တယ်။အယိုးရှင်းဆုံးကန်နေတုံးကိုပဲကြည့်လိုက်တယ်ကျွန်တော်ဘာမှကျန်တဲ့ဟာတွေမကြည့်သေးဘူး။ကန်နေတုံးကိုပြီးကြည့်လိုက်တယ်။ကန်နေတုံးကပြီးခဲ့တဲ့တစ်ဖက်ကကန်နေတုံးကအပေါ်ရှယ်ရိုးအောက်ရှယ်ရိုးနဲ့ဘော်ဒီသေးသေးလေးနဲ့ပိတ်သွားခဲ့တယ်။ဒါကိုကြည့်ချင်းအဖြစ်ဈေးွက်ရဲ့ဝယ်လို့အားသိမ့်မရှိသေးဘူး။ဈေးကအကြလာရမှာ ရှိသေးတယ်ဆိုတော့အသေးပဲကိုပြောလို့ရတယ်နောက်ထပ်တဏီအနေနဲ့ကကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်ရဲ့ပြီးခဲ့တဲ့တစ်ပတ်ဒီမှာကန်နေတုံးလေးဟာဆိုလို့ရှိရင်ဘဲကန်နေနေပြီးသွားတာဒီမှာဆိုရင်တစ်ပတ်နှစ်ပတ်သုံးပတ်ဒီတစ်ပတ်ကိုဆိုရင်ပြီးခဲ့တဲ့တစ်ပတ်ကိုဆိုသုံးပတ်ဆက်တိုက်ဈေးကတော့ကျနေတာဖြစ်တယ်ဒါကြောင့်ဈေးကွက်ရဲ့အနေထားဟာဝယ်လို့အားတိတ်မရှိသေးဘူးရောင်းလို့အားဆက်လက်ရှိနေသေးတယ်ဆိုတော့အသေးပဲကိုပြရတာဖြစ်တယ်ကျွန်တော်တို့ ဘူးကန်နဲ့ဒီလိုကန်နေတုံးကြီးကြီးဟိုဒါဒီမှာပြီးသွားတယ်ဆိုမှဒါဒါဈေးကွက်ထဲမှာဝယ်လို့အပြောင်းဝင်ခဲ့ပြီးဈေးတအားတာနေပြီးတော့ကျွန်တော်တို့ပြောလို့ရမှာလက်ရှိကဘူးကန်နဲ့ကိုမမြင်ရတဲ့အရာဖြစ်တဲ့အတွက်ဈေးကွက်ကဈေးကျအာဆက်လက်လာနိုင်နေတယ်ကိုကျွန်တော်ပြောပြထားတာဖြစ်တယ်ဒါတပတ်တာအရာဘလောက်ထိဈေးအသက်လာနိုင်လဲဘလောက်ထိဈေးကျလာနိုင်လဲဘယ်မှာတပတ်တာဝယ်တင်လဲဘယ်မှာတပတ်တာအရာဟိုရောင်းတင်နေဆိုတဲ့ဈေးတန်းတွေကိုဆက်လက်ပြီးပြောပြသွားအောင်မှာဖြစ်တယ်အဲဒါကြောင့်ဆက်လက်ပြီးကြည့်သွားပြောလို့ရတယ်အကြလို့ဒါမိတ်ဆွေရကျွန်တော် trade account တွေဖွင့်ချင်တာပဲဖြစ်စေ VIP signal channel တွေကို join ချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်ထွေဒီကောင်းဖွင့်ချင်တဲ့အခါမှာလည်းဒါ ဘယ်လိုတွေစာပစ်တွေကျွန်တော်စီမှာရရှိလဲဆိုလို့ရှိရင်ဒေါ်လာတရားနေစာပြီးတော့ trade account ဖွင့်လို့ရတယ်အဲ credit bonus တရားရခိုင်လုံးရှိတယ်အဲပြီးတော့ညသိခရယ် free ပါ commission လည်း free ပါအဲကျွန်တော်တို့ဒါဒီငွေသုံးငွေသိန်းကလည်းမန်ကန်မြန်ဆန်စွာတိကျစွာနဲ့ကျွန်တော်တို့ဘက်ကအကောင်းဆုံးစာပစ်ပေးနေတာဖြစ်တယ်နောက်ထပ်တနည်းအရေကဘယ်လို VIP စင်ကနေစာပစ်ကဘယ်လိုမျိုးလဲအမေးများနေတဲ့သူတွေကတော့ဆိုလို့ရှိရင်ဒါမိတ်ဆွေကကျွန်တော် trade account ကတော့ဖွင့်ထားတယ်ဒါပေမဲ့အဲဒီအချိန်လေးတပင်းကြီးသုံးသက်ချက်တွေတိကျနေတာပဲဖြစ်စေတင်အသိတွေတိကျနေတာပဲဖြစ်စေပြီးတော့ဒါ ချက်ကိုအမြဲတမ်းမကြည့်နိုင်တဲ့သူတွေဈေးခွက်ကို update ကိုအမြဲတမ်းမကြည့်နိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီ VIP Signal Channel ကို join ထားပေးဖို့လိုအပ်တယ် VIP Signal Channel မှာတော့ကျွန်တော်ကဈေးခွက်နဲ့သဘေးညီမြောင်းဖို့ဝယ်ဖို့ကို TPS အနေနဲ့စနစ်တကျနဲ့အဲဒါ signal ပေးလေးရှိပါတယ်ဒါရဲ့အသေးစိတ်တွေကိုသိချင်တယ်ဆိုရင် Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ဒါကကျွန်တော်စာပြေကြောင်းလေးတွေပြောပြပြီဆိုလို့ရှိရင်ဆက်လက်ပြီးတော့ကျွန်တော်သုံးသပ်သွားပြီးမဲ့ time frame ကိုပြောင်းပေးပြီးတော့ပြောပေးသွားမှာဖြစ်တယ်။ဆက်လက်ပြီးတော့ကြည်ပြောင်းဝင်မဲ့ time frame ကတော့ကျွန်တော်ဒီ day 1 time frame နဲ့ပြောင်းပေးသွားမှာဖြစ်တယ်။ day 1 time frame ဆိုတာဘယ်လိုမျိုးလဲဆိုရင်ဒီကန်နယ်တုံးတုံးရဲ့တုံးရဲ့ကြာချိန်လေးဟာတရက်ကြာပါတယ်။ခဏနေရတော့ weekly တပတ်နေမှာတုံးပြောင်းတာဖြစ်တယ်။တပတ်နေမှာတုံးပြောင်းတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကန်နယ်တုံးအရဆိုလို့ရှိရင် day 1 time frame အရဆိုလို့ရှိရင်ကမ္ဘာရွှေစည်းရဲ့အနေထားဟာ site ဝေးထဲမှာရှိနေတာဖြစ်တယ်။ဘလို့ site ဝေးထဲမှာဆိုလို့ရှိရင်လေဇုံလေးထဲမှာသူကသွားနေတာ ဖြစ်တယ်ဗျအာဘလူးဇုံလဲဆိုလို့ရှိရင်အဲကျွန်တော်တစ်ချက်လောက်ဒီမှာပတန်ဟိုဟာလေးနဲ့ဆွဲပြီးပြပေးပါမယ်မြင်တာအောင်ဒီလိုမျိုးလေးနဲ့သွားနေတာဖြစ်တယ်ခင်ဗျာဒီကြားထဲမှာပဲတပတ်တာအရာကိုတပတ်တာအရာဒီလိုမျိုးဈေးကလှုပ်ခတ်သွားတာဖြစ်တယ် တပတ်တာအရာဈေးကဒီလိုလှုပ်ခတ်သွားတာဖြစ်တဲ့အတွက်အဲကမ္ဘာရွှေဈေးရဲ့အနေထားကအသက်အကျကဒီကြားထဲမှာပဲပြီးနေတာဖြစ်တယ်ဒီကြားထဲမှာပြီးနေတာဖြစ်တဲ့အတွက်အဲဈေးခွဲရဲ့အနေထားကတော့ဈေးအင်းနေတယ်ကျွန်တော်တို့ဒါဒီစုံကိုဖောက်တက်မှတာနောက်ထပ်ဒီလိုဒီစုံကိုပြောင်းပေးသွားမှာဖြစ်တယ်ဒီအပေါ်ဖောက်မလားဒီအောက်ကိုဖောက်ကြမလားဆိုတော့ကျွန်တော်တို့တစ်ချက်ဆောင်ကြည့်ရမယ့်အနေထားဖြစ်တယ်တပတ်တာအရာတော့ဈေးကဘယ်လောက်ထိအသက်လာနိုင်တယ်လဲလို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ကြည့်မယ် တချက်ကြည့်တဲ့အခါကျတော့ရှင်ကျွန်တော်တို့ဒီမှာအရင်ပြီးခဲ့တဲ့တစ်ပတ်ကကမ္ဘာရှည်စေးအမြင့်ဆုံးတက်သွားတာတော့လာ4000နဲ့4000နဲ့ sorry 4000နဲ့53ဒီဈေးတက်သွားခဲ့တယ်။ဒီ4043ကိုဒါဆက်ပြီးဖောက်တက်နိုင်ခဲ့ပြီဆိုတော့4060လောက်ဒီဈေးတက်လာနိုင်နေဖြစ်တယ်။တပတ်တာအရာဈေးတက်ကိုမျော်လို့ရမယ့်ဈေးတန်းတစ်ခုပြောပေးမယ်။4043နဲ့4060လောက်ဒီဈေးတက်လာနိုင်တယ်။4043ကိုဖောက်ဆက်ပြီးဖောက်တက်နိုင်တယ်4060ဒီတက်လာနိုင်တယ်။ ဒါတပတ်တာအရာဈေးအေးတက်လာနိုင်တဲ့အနေထားကိုကျွန်တော်ပြောပြတာဖြစ်တဲ့4043နဲ့4060ဝင်းကျင်နေမှာဆိုလို့ရှိရင်ဒါအဝယ်တွေတတိထားပါဒီကောင်တွေဖောက်တက်နိုင်မှာဒါဆက်ပြီးဝယ်ပါတကယ်လို့ဖောက်မတက်နိုင်ဆိုဈေးကအကျအပြန်ကောင်းနိုင်တယ်ဒါကြောင့်အယောင်းတွေဒီအဝယ်တွေအမြင့်ဈေးမှာကျန်ခဲ့မှာတွေကြောင့်မို့ဖြစ်ပါတယ်အဲဟုတ်ပြီဒါက တပတ်တာအတာတပတ်တာရအမြင့်ဆုံးတက်မဲ့ဈေးနှုန်း4043နဲ့4060ဈေးနှုန်းပဲဖြစ်တယ်။တပတ်တာအရာအနိုင်ဆုံးကြားခဲ့တဲ့ဈေးနှုန်းအနိုင်ဆုံးကြားနိုင်တဲ့ဈေးရောဘယ်ဈေးနှုန်းနေဖြစ်မလဲ။တပတ်တာအရာပြီးကြတဲ့တပတ်ကတော့ဒါ4030အဲဟုတ်တယ်။3900 sorry 3930 3800 85လောက်ထိဈေးကျလာခိုင်းနေခဲ့တယ်။ပြောရချင်းတဲ့အရာကလာမယ့်တစ်ပတ်မှာလဲ3930 3885ဝန်းကျင်လောက်ထိဈေးကျလာနိုင်တယ်။ဈေးတန်းရဲ့အနေအထားက4000နဲ့60နဲ့3000နဲ့885 rain ထဲမှာပဲသွားနေတာဖြစ်တယ်ဒီ rain ကိုဖောက်တက်နိုင်မှာဒါအပေါ်လာနိုင်မယ်ဒါကြောင့် rain ကတော်တော်တော့ကျယ်တယ်4060နဲ့3885 rain ထဲမှာပဲဈေးကလာမဲ့တစ်ပတ်မှာလဲလာသွားနိုင်မယ်လို့ကျွန်တော်မြင်တယ်ဒီ rain ထဲမှာပဲရှိအောင်မယ်လို့ ကျွန်တော်ခံမှန်းသုံးသပ်ထားတာဖြစ်တယ်။ဒါကစိုက်ဝေးဈေးခွက်လို့ကျွန်တော်ပြောလို့ရတဲ့ဒီ range ထဲမှာဆိုလို့ရှိရင်ဂျားထဲမှာ S range က4060နဲ့3885ဝင်ကျင်ပဲဖြစ်တယ်။3930ကိုဆက်ပြီးဖောက်ကြနိုင်တယ်ဆိုလို့ရှိရင်3900အဲ3900 30အထိလာလာနေအကြလာနိုင်တယ်3900ကိုဆက်ပြီးတော့30ကိုဖောက်ချနိုင်ပြီဆိုရင်တော့3900အထိလာမယ်3900ကိုဆက်ပြီးဖောက်ချနိုင်ငယ်ဆိုရင်3885လောက်ထိဈေးအကြလာနိုင်မှာဖြစ်တယ်ဒါကတပတ်တာအရာဘယ်လောက်ထိအကြလာနိုင်လဲဘယ်လောက်ထိအသက်လာနိုင်တယ်လဲဆိုတာကိုပြောပြသွားတာဖြစ်တယ်ဒါကိုသိထားတယ်ဆိုလို့ရင်မိတ်ဆွေကဒါပဲဈေးတန်းနေဆိုလို့ရင်အဝယ်သတိထားရမယ်ဘယ်ဈေးတန်းနေဆိုအယောင်သတိထားရမယ်ဆိုတော့ပို့ပြီးသိသွားတာဖြစ်တယ်ဒါတွေသိထားလို့ရှိရင်ပို့ပြီးတော့ဒီရောင်းမဝယ်မတွေမဖြစ်ဘူးအရှုံးရခိုင်လုံးနဲနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါကြောင့်စီရင်တာထားပြီးကျွန်တော်သုံးသပ်ပြလေးလေးရှိတယ် ဟုတ်ပြီဒါက day one time frame နဲ့ဘယ်လောက်ထိတက်လာနိုင်လဲဘယ်လောက်ထိကျလာနိုင်မလဲကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ကျွန်တော်8 4 time frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားအောင်မှာဖြစ်တယ်8 4နဲ့ကျတော့ကျွန်တော်ဒါတပတ်တာအရာဘယ်မှာဝယ်သင့်တယ်လဲဘယ်မှာရောင်းသင့်တယ်တွေပြောပြသွားအောင်မှာဖြစ်တယ်ဒါကြောင့်ကြည့်ပေးသွားပါဒါမှ8 4အရာဆိုလို့ရှိရင်လည်းဒီမှာဒီကြားထဲမှာပဲကျွန်တော် re ရေးထားတဲ့အတိုင်းပဲဒီကြားထဲမှာပဲဈေးကအသက်အကြဒီလိုတက်လိုက်ဒီလိုတက်လိုက်ဒီဒီ rate နဲ့မှာပဲကျွန်တော်တို့ပြီးနေတာဖြစ်တယ်ဒီလိုပဲလာနေအောင်မှာဖြစ်တဲ့အတွက်ကြောင့်ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်တယ်တပတ်တာအရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတပတ်တာအရာရောင်းသင့်တဲ့ဈေးတန်းဆို လို့ရှိရင်ရောင်းတင်တဲ့ဈေးတန်းဆိုလို့ရှိရင်ဈေးဈေးတန်းကိုအရင်ပြောပေးမယ်၄000နဲ့43 4000နဲ့60တွေ4000နဲ့59တွေမှာဒါရောင်းတင်တဲ့ဈေးတန်းဖြစ်တယ်ဒါတပတ်တာအရာအာရောင်းတင်တဲ့ဈေးတန်းတွေဖြစ်တယ်ဘိုင်တင်တဲ့ဈေးတန်းကတော့ဘယ်မှာတွေဘိုင်ရမလဲဆိုလို့ရှိရင်ဘယ်မှာတွေဘိုင်ရမလဲဆိုရင်အဲ3930 3800 89နေမှာ ဝယ်ပါဒါကအဝယ် point နေပြောတော့တာဖြစ်တယ် TPD SN နေရတော့ဒါမိတ်ဆွေရကိုကြိုက်တဲ့နေရာမှာထားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော် daily analysis တွေမှာတော့ထည့်ပြီးတော့ပြောပေးသွားအောင်မှာဖြစ်တယ်ဒါကတပတ်တာအရာဝယ်သိတဲ့ဈေးတန်းတွေကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဝယ်သိတဲ့ဈေးတန်းတွေကတော့4043 sorry ရောင်းသိတဲ့ဈေးတန်းတွေက4043 4059ပဲဖြစ်တယ်ရောင်းအဝယ်ဝင်သိတဲ့ဈေးတန်းတွေကတော့3930 3889တွေမှာဒါဝယ်သိတဲ့ဈေးတန်းတွေဖြစ်တယ်ဒါကကျွန်တော်ဤပညာအရာသုံးသပ်ပေးသွားတာဖြစ်တယ်ကျွန်တော်တအူးရတော့အမြင်သုံးသပ်ခြင်းဖြစ်တဲ့ဒီရဲ့ time frame ၃ခုနဲ့သုံးသပ်ထားတာဖြစ်တယ် နှီးပညာရသုံးသချက်ဖြစ်တာကြောင့်ကျွန်တော်တရားရခိုင်လို့မှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရထွေကောင်းတဲ့လော့ဆိုက်တွေပေါ်မှာမူတည်ပြီးတော့စနေတကြနဲ့အယောင်းဝယ်လို့ဖို့တော့အကြံပြုပါရယ်ခင်ဗျာဟုတ်ကဲ့ပါဒါကနှီးပညာရသုံးသပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တပတ်တာအရာသတင်းတွေရှိလားဆိုတော့တစ်ချက်တော့သွားကြည့်ရအောင်တပတ်တာအရာသတင်းတွေရှိလားမရှိလားဆိုလို့ရှိရင်ကျွန်တော်ကြည့်တဲ့အခါမှာဒါတပတ်တာအရာသတင်းတွေရှိပါတယ်ဒီသတင်းတွေကဘယ်ကနေထွက်မလဲဆိုလို့ရှိရင်ကြာတာပရိနေကနေတောက်ကြနေဒီသတင်းတွေရှိပါတယ်ကျွန်တော်တနင်္လာအင်္ဂါဘူးလို့ခုကတော့သတင်းမရှိပါဘူးကြာတာပရိနေကနေတောက်ကြနေဒီသတင်းရှိတယ်ကြာတာပရိနေမှာထွက်မဲ့သတင်းတွေကတော့ဒါ CBI ဒေတာ တာတွေရှိတယ်ဒီ CPI ဒေတာတွေကတော့ကျွန်တော်တို့ကြာတာ reading ထွက်မှာတည်င်းတွေကတော့ဈေးကအလောက်ခတ်ကျင်းလာနိုင်တယ်ဒါက US ဒေတာတွေပဲဖြစ်တယ် US ရဲ့စီးပွားရေးဒေတာတွေပဲဖြစ်တယ်ဒီစီးပွားရေးဒေတာတွေပေါ်မှာ MDB ဈေးကွက်ကအလောက်ခတ်တာတွေရှိတဲ့အတွက်အကြောင်းကြာတာ reading နေမှာထွက်မဲ့တည်င်းကတော့ဒါအလောက်ခတ်ကျင်းလာနိုင်တာမျိုးတွေရှိတယ်ဒါကြောင့်မိတ်ဆွေကသတိထားပါအယောင်ဝယ်လို့ပါ ဟုတ်ပြီသတင်း update တွေသိကျင်တာပဲဖြစ်စေနေ့စဉ် daily analysis တွေရောသိကျင်တာပဲဖြစ်စေဈေးကွက်ရဲ့ update တွေကိုသိကျင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram free channel ကို join ထားပြီးပို့လိုအပ်တဲ့အကယ်လို့ဒါမိတ်ဆွေရကြတော့သုံးသချက်တွေမရှင်းတာပဲဖြစ်စေသိကျင်တာပဲဖြစ်စေ trade account ဖွင့်ကျင်တာပဲဖြစ်စေ Bubuan Business Channel ကို join ကျင်တာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်နေနိုင်ပါတယ်ခင်ဗျာဒီ video လေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်